တဲမှုအတွက်ကတော့ Mountain Top Hotel မှာ booking ယူထားဖြစ်ပါတယ်။နေရာခန့်တခန့်ကို3800နဲ့3000ခွဲဆိုပြီး2မျိုးရှိပါတယ်။အခန်း2မျိုးလုံးရဲ့ room tour လေးတွေကိုလည်းနောက်မှထည့်ပေးထားပါတယ်ရှင်။တဲ့တဲ့ရှိတောင်းတဲ့အခန်းလေးရတော့အပေါ်ထမှာပါ လုံးဝအမောပြေအမောပြေသွားပဲဒါလေးကတော့3800နာအခန်းလေးရဲ့ room tour လေးပါရှင် toilet နဲ့အီချိုးကန်းလေးရလည်းတတ်ပါတယ် dryer လေးလည်းပါပါတယ်ရှိပူရေးအေးလေးရပါတယ်ရှင် အဲ့ရလေးနဲ့ view လေးပဲဖြစ်ပါတယ်ရှင်သိမ်းခွဲရန်ခံလေးရတော့အောက်ကိုဆင်းရပါတယ် ီခန်းလေးမှာတော့ aircon dryer နဲ့ coffee ကို3မိနစ်ရင်ွေးအိုလေးလို့တော့မပါပါဘူးရှင်ဒီမိုးချိုနာပြီးတော့ညနေ9:00လောက်မှာဖျားပေါ်တက်ကြပါတယ် ော်တယ်ကနေဖျားဝင်မှုဦးဝါထီကို9မိနစ်လောက်ပဲလမ်းလျှောက်ရပါတယ်စကားလေးပြောလိုက် တပုတ်လေးရရင်နဲ့ပဲဖျားရင်ပင်တော်ဘုံရောက်လာပါတယ် ဆယ်လာပိုင်းနဲ့မှပဲရှိသေးရဆိုတော့အရင်လည်းမအေးသေးပါဘူးရှင်။ဖျားရင်ပြင်တော့ဘုံကနေမြင်ရတဲ့ view လေးရလဲတော်တော်လေးဝစိတ်အေးချမ်းစရာကောင်းပါတယ်။ပွဲတော်ရက်တွေပေးရက်တွေမှာသွားတာမဟုတ်ပဲဈာရက်ထဲမှာသွားတာဖြစ်တဲ့အတွက် ဖះပေါ်မှာလူအများမများပဲနဲ့အေးအေးဆေးဆေးသေးဖះဖူခဲ့ရပါတယ်ဖះဖူပြီးရင်နောက်ညစာစားဖို့အတွက်မူစည်းတန်းကိုရောက်ခဲ့ကြပါတယ် စည်းတန်းရှောင်းရင်နောက်ဆုံးမြမထမင်းဟင်းမင်းဝင်စားပြခဲ့ပါရဲ့ရှင်။ဒီဘက်ဒီမှာတော့ထမင်းဆိုင်တွေကအဝါစားဆိုင်တွေများပါတယ်။မင်းစားပြီးရင်နောက်ဒီလေကားတဲ့ဒီအတိုင်းဖျားရင်ပြင်တော့ဘောပြန်တက်ရှင်ပြင်ကနေပြန်စင်းပြီးရောဟိုတယ်ကိုပြန်ခဲ့ပါတယ်ရှင် ုံးထားကပ်ဖို့ရှိရနဲ့ဟိုတယ်ကိုပြန်ရောက်ပြီးတော့စုံစုံစီစီပဲအနားယူခဲ့ပါတယ်။ Titanium Vlog Battery လေးနဲ့တူပြန်လာခဲ့ပါမယ်ရှင်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။